အဲဒီနေ့မှာတော့ဆရာကကိုနှစ်သက်တာတွေနဲ့ကိုမနှစ်သက်တာတွေကိုပြောပြတတ်ဖို့ ਨੇ သူများနှစ်သက်လားမနှစ်သက်လားဆိုတော့မေးတတ်ဖို့အတွက်တင်ပြမှာဖြစ်တယ်။စာကြောင်း၅ကြောင်းနဲ့လှုပ်လိုက်တာနဲ့တပြိုင်နက်တည်းနှစ်သက်တာလေးမနှစ်သက်တာနဲ့ပတ်သက်ပြီးတော့မေးမြန်းတတ်သွားမယ်ပေါ့နော်။အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးအထိမကြည့်ခင်မှာမလုပ်ရမယ်ဆိုလို့ရှိရင်အဲဗီဒီယိုလေးကိုခဏချက်ပြီးတော့ဒါလေးတွေကိုငါပြောတတ်ရလားဆိုပြီးအရင်ပြောကြည့်မယ်။မပြောတတ်တဲ့နေရာလေးတွေပါလို့ရှိရင်ဆရာအဖြေပြန်လိုက်တဲ့အခါမှာ မှတ်သားလိုက်မယ်ကြက်လိုက်မယ်ဒါမှသာရ60အတွင်းမှာ English speaking ကတိုးတက်ကောင်းမှာပါဖြစ်တယ်ပေါ့နော်အရင်ဆုံးကြည့်လိုက်ပါအောင်မင်းဘာဖြစ်လို့ချင်းကိုနှစ်တက်လဲဘာဖြစ်လို့ချင်းကိုမနှစ်တက်ဘူးလဲအဲ့မေကုန်းအခြေခံမေကုန်းနှစ်ခုကိုမေးတက်မယ်မေးတက်ရမယ်မမေးတက်ရင်သင်ပေးမယ်ပေါ့နော်မင်းကအဆက်ကြိုက်တဲ့တဲ့သူလားငါဆော့ဆော့ထားရတာကိုမကြိုက်ဘူးငါကနောက်ကျတာကိုမုန်းတယ်ငါက TV ကြည့်ရတာကိုနှိမ့်ချိုက်တယ်ဒီငါးချောင်းကိုအရင်ဆန့်ကြည့်လိုက်ဗီဒီယိုလေးရထားလိုက်အဲမင်းအားတော့ဆိုရင်အဖြေတိုက်မယ် ရောက်ပြီးအဖြေတိုက်ပြပြီလို့ဆရာယူဆလိုက်တော့မယ်အဲ့တော့လဲမင်းကုန်းမှတ냐ဒီဆရာတို့ကဘာလဲဆိုလို့ရှိရင် WH နဲ့စရတယ်အဲ့တော့ ီမှာဘာဆွဲသဘောတရားပိုင်တော့ဆရာတော့ watch လို့ရေးလိုက်မယ် watch ပြီးတဲ့ခါကျလို့ရှိရင်မျိုးစကလုံးပြင်ရှေ့ကိုဆရာဘာထုတ်ရလဲဆိုအခုစကလုံးလေးထုတ်ရတယ်ရှေ့ရချက်30စီပြီးအင်္ဂလိပ်စာအောက်တက်ချေဖို့ရချက်30စီမှာဆရာပြောပြထားပြီးတာလဲမေကွန်ဖြစ်ချင် wh လာမယ်ပြီးလို့ရှိရင်အခုထုတ်မယ်အခုမှမှ but one ဆိုရင် do net desk ကိုထုတ်မယ်ပေါ့နော်ဒီ main ဆိုတာဒီသူက second person အများသဘောဆောင်လို့ဆရာဘာထုတ်လိုက်လဲဆိုရင် do လေးထုတ်လိုက်တယ်ပြီးတော့မှ subject လာမယ်မျိုးစကလုံးအခုထုတ် subject လာမယ် subject က main ဆိုတော့မှာပါလာဆိုရင် you ပြီးရင် verb ကိုသွားမယ်နှစ်သက်တာပါလဲဆိုရင် like အဲ့တော့ what do you like ပြုလုပ်ခြင်းကိုဆရာဘယ်လိုရေးလဲဆိုရင် do ရင်းလို့ရေးတယ် do ကတလုံးနဲ့ဆိုရင်ပြုလုပ်သည်တဲ့သူ ing ထပ်လိုက်လို့ရှိရင် gerund လို့ခေါ်တယ်နော် ing ကဖြစ်လာတော့ noun ပေါ့ခြင်းဆိုတဲ့ဒီပဲလေးထွက်တယ်ပြုလုပ်သည်ကို ing ထပ်လိုက်ရင်ပြုလုပ်ခြင်း eat ကစားသည် ing ထပ်လိုက် eating ဆိုရင်စားခြင်းစားနေသည်လို့တမ်းမထွက်သေးဘူးเนาะရှေ့မှာ amisa နဲ့တွဲရင်မှာစားနေသည်ဆိုတဲ့အဓိပ္ပာယ်ထွက်မှာသူကသူအဖက်ကို ing တလုံးနဲ့ဆိုချင်းဆိုရအဓိပ္ပာယ်ပဲထွက်တာပြုလုပ်ချင်းပြီးတော့ what do you like doing မင်းဘာပြုလုပ်ချင်းကိုနှစ်သက်ပါတယ်လဲ မနေ့တက်ဖူးလဲလို့ဖြစ်ချင်းဒီကောင်တစ်ခုလုံးထိတ်ချုပ်နေတာဒီနေရာလေးကထိတ်ချုပ်နေတာအခုနေရာလေးကထိတ်ချုပ်နေတာ do ဆိုတဲ့နေရာမှာသာ don't လို့ပြောလာလို့ရှင်မင်းဘာပြုလုပ်ချင်းကိုမနေ့တက်ဖူးလဲလို့ဖြစ်သွားမယ်အပြန်ပြောကြည့်အောင် what do you like doing what don't you like doing what do you like doing what don't you like doing ဒါဆိုရင်ဘာလုပ်ချင်းကိုနှစ်သက်တယ်လဲဘာလုပ်ချင်းကိုမနှစ်သက်ဘူးလဲဆိုတော့ရသွားပြီသူများဘာနှစ်သက်တလားမနှစ်သက်တလားဆိုတော့ အခြေသုံးပါးနားလည်ပြီးတော့မေးတတ်ပြီပေါ့နော်ကျွန်တော်တို့ကမင်းကအဆက်ကြိုက်တတ်တဲ့သူလားဒါလေးကနည်းနည်းဆန်းတဲ့ပုံစံလေးပေါ့နော် do you like ဆိုတာမျိုးမေးလို့ရတယ်ကြိုက်တတ်လားဆိုပြီးမေးလို့ရတယ်ကြိုက်လားဆိုတော့ခုနကလိုပဲလေ do you like ဆက်တဲ့အစားဆို spicy food လို့တောင်းလို့ရတယ်အဲဒါမှတော့ဆရာကနည်းနည်းအစ်ဆန်းဆန်းလေးတစ်မျိုးတင်ပေးမယ်အဲ့ဒါပါလဲဆိုရင် fan ဆိုတဲ့ပုံစံလေးပေါ့နော် fan ဆိုတာကအမေရိကန်ပြည်သူငါမင်းရဲ့ fan ပါလို့ဘာလို့ကြောက်ရမလား Ronaldo fan တို့ Messi fan တို့စသည်ဖြင့်အဲ့လိုမျိုးတောင်းလိုက်ကြောက်ရမလားဒါ fan ဆိုတာပြည်သူပေါ့နော်အဲ့တော့တယောက်ဆိုအဲ ဖြစ်သည်ဆိုရင် MSR နဲ့တွဲရမယ်။မင်းကခုနလိုပဲ second person အများသဘောဆောင်လို့ဆိုတော့အာလုံးတယ်။အာဟိုရှင်းဆုံးမှာထုတ်လိုက်တယ်။ဘာကြောင့်ထုတ်လိုက်လဲ?မေကွန်ဖြစ်နေလို့။မင်းဆိုတော့ you အဲတော့ are you a fan? မင်းကဘာလဲဆိုရင် asset fan လားလို့မေးတာ။ဘာလဲဆိုရင် off ။ဘာဤလဲဆိုရင်စက်တော့အစားအစာဆိုလို့ရေးလဲဆိုရင် spicy food spicy food ။နော်စက်တဲ့အစားအစာဤ fan တယောက်ဖြစ်သလား။ are you a fan of spicy food เนาะအဲ့တော့ဘယ်ဟာရဲ့ fan တယောက်ဖြစ်သလားဆိုတာလေးကိုပြောတတ်ဖို့ဆိုရင် are you a fan of are you a fan of ဆိုတာလေးကိုမှတ်ထားမယ်ဆိုလို့ရှိရင်အဲအဲ့ဒါကြိုက်တတ်တဲ့သူလားဘယ်လိုမျိုးလေးမေးလို့ရသွားပြီဒါလေးလည်းမှတ်ထားလိုက်ပါနောက်တစ်ခါငါစောစောထားရတယ်ကိုမကြိုက်ဘူးတဲ့ subject ကငါဆိုအိုင်မေကိုမဟုတ်တော့ရှေ့ကိုဘာမှထုတ်စံမလို့တော့ subject ပြင်ဖတ်ဖို့သွားမယ်ကြိုက်တာ like ပေါ့ i like မကြိုက်ဘူးဆိုရင်ရှေ့ကိုအခု not ထည့်မယ် not ထည့်ဖို့အတွက်ဆရာအမြဲတမ်းပြောတယ်ဘာလို့လဲဆိုရင်အခုတလုံးခေါ်ဖို့လိုတယ်ဘဝန်းက do နဲ့ death နှလုံးရှိတဲ့နေရာမှာ i ကကြတော့ first person ဆိုတော့အများသဘောဆောင်တော့ do ကိုခေါ်တယ်အဲ့တော့ do နဲ့ not နဲ့ပေါင်းလိုက်တော့အတူကောက်ဖြစ်သွားအောင်ဘာလို့လဲဆိုရင် don't ဖြစ်သွားတယ်အဲ့တော့ i don't like မကြိုက်ဘူးမှတ်ထားရမှာက I don't like ရဲ့နောက်မှာเนาะ to black verb ပုံစံလိုက်တယ်နောက် by ing ပုံစံလိုက်တယ်ဒီမှာကတော့စောစောထားရတာဆိုတာဒီပြုတ်လုချင်းကိုစားပြုတ်တဲ့အတွက်ကြောင့်ချင်းသဘောပေါ့ဗျာစောစောထားရတာဆိုတာဆရာပါဇက်ကအလွယ်ပြောတာအဲ့တော့စောစောထားချင်းဆိုတဲ့ general ပုံစံလိုက်ရမှာအဲ့တော့ like ဒီဒီမှာ moan နဲ့ဆိုတဲ့ hate ဒီနှစ်ချိုက်တယ်ဆိုတဲ့ uh anjoin ni အဲ့ဒါတွေကနောက်မှာ ing ပုံစံလေးလိုက်ရမယ်ဆိုတာလေးမှတ်ထားချင်းလေးတွေလိုက်ရမယ် i don't like ဆော့ဆော့အဲ့ရထားချင်းအဲ့ရထားတာ get up နဲ့ wake up ဆိုရင်နှစ်မျိုးရှိတယ် wake up ကကြတော့မျက်လုံးလေးပွင့်ပြီးနိုးသွားတာ wake up ပြီးတော့မှအဲ့ရနေထားလိုက်တာကြတော့ get up ပေါ့နော်နှစ်မျိုးစလုံးကြက်တာသုံးလို့ရတယ်ဒါဆရာတော့ဒီမှာဗာပဲဆိုရင် wake up လေးသုံးကြည့်မယ် wake ing waking ပေါ့နော် e နဲ့ဆုံးတယ် e နဲ့ဆိုရင် e ဖြုတ်ပြီးမှ ing ထည့်လို့ရတယ် waking up အဲ့တော့ i don't like waking up ဆော့ဆော့ကတော့ early အဲ့တော့ i don't like waking up early ငါကစောစောထားရတာကိုမကြိုက်ဘူး။ဟောနောက်တစ်ခါငါကနောက်ကျတာကိုမုန်းတယ်တဲ့။ subject က i ပေါ့ subject ပြီးနောက်ဆုံးသွားမုန်းတာ hate i hate နောက်ကျတာကိုအင်္ဂလိပ်လိုခေါ်တယ် late လို့ခေါ်တယ်။ late ကို late သွားပြောင်းလို့မရဘူး။ဘာကြောင့်ပြောင်းလို့မရလဲဆရာ။နောက်က wait ကိုကျတော့ဆရာ waiting ပြောင်းပြီးတော့ late ကိုကျတော့ဘာကြောင့် late မပြောင်းလဲဆရာ။ wait က verb ဖြစ်တယ်။ verb ဆိုတော့ ing ပြောင်းဝင်ရှိတယ်။ late ဒီ verb မဟုတ်ဘူးဗာလဲဆိုရင် adjective ဖြစ်တယ်။ adjective ကိုသွားပြီး late ထင်းလို့ဘာလို့မသုံးလဲ။ဥပမာပြဆိုရင် ဟို what are facts ဆိုရင် fatting လို့သုံးတာမျိုးရှိလို့လားမရှိဘူးလေ adjective တွေဒီ ing ထည့်လို့မရအောင်ဒါဆိုရင် ing လေးလိုက်ရမယ် ing ထည့်လို့မရလဲအကောင်လည်းဖြစ်တယ်ဆိုတော့ ing ကိုသူကလှမ်းပြီးတော့ငှားမှာပေါ့နော်အဲ့ဒါဘာလဲဆိုရင်ခါလိုက်လို့ပဲ adjective ကဘာနဲ့တွဲလဲ but to be နဲ့တွဲတယ် but to be တဲ့မှာ ing ကဘယ်အကောင်လဲ being ကဒါ but to be တွေက ing ပဲဒီကောင်ကိုခေါ်လိုက်တယ်အဲ့တော့ being နဲ့ link နဲ့ပတ်လိုက်တော့ adjective နဲ့ဒီက but to be နဲ့ပတ်လိုက်တော့ be ဖြစ်သွားပြီဒီမှာလည်း ing ပုံစံလေးဖြစ်သွားပြီဆိုတော့မှန်သွားပြီအဲ့တော့ i hate being late ဒီမှာဘာကြောင့် being ထည့်လာတာလဲဆိုရင် adjective မဟုတ်လို့ ီလို vert တွေဆိုရင်ဘီးရင်ထည့်စာမလို့တန် ing ပြောင်းအောင်နားလည်မထည့်နဲ့နော်နောက်တစ်ခါငါက tv ကြည့်ရတာကိုတော့နှစ်ချိုက်တယ်တဲ့နော်အဲ့တော့ငါကဆို i ဆက်ပြပြီးနောက် vert ကိုတော့နှစ်ချိုက်တာ enjoy i enjoy ဘာလို့ ਆ လဲ tv ကြည့်ရတာကြည့်ရတာကြောင့် watch ကြောင့် watch ကို ing ထည့်မလားဘီးရင်ထည့်မလား watch ကကြည့်ရဆို vert ဖြစ်တယ်အဲ့တော့ minute လုံးတဲ့ကိုချက်ပြီးတိုင်းမှာ vert လား adjective လားဆိုတော့မှားအဲ့တော့ ing တက်တယ်ပေါ့ i enjoy watching tv so tv ဒါခါလာပြောလာအောင် what do you like doing what don't you like doing are you a fan of spicy food i don't like waking up early i hate being late i enjoy watching tv ဆက်ပြီးဖြင့်မှတ်စရာလေးတွေရောက်သွားပြီဆိုလို့ရှိရင်ကိုယ့်ဘာကိုဒါလေးကိုထပ်ခါထပ်ခါပြောမယ်လိုအပ်တယ်မှတ်စုရေးမယ်မင်းငင်းတက်တွေကြက်မယ်ဆိုရင်ရက်60ကကျိုးရှိသွားမှာပါပေါ့နော်။ကြည့်အားလုံးပဲဆက်ပြီးတော့ကြိုးစားကြပါ။ဆရာတေးတေးချာချာသင်ပေးနေရတဲ့အတွက်ကြောင့်စာအုပ်ကလေးနဲ့တေးတေးချာမှတ်ပြီးတော့လေ့လာစေချင်ပါလို့ဒီကနေ့မှာလိုက်ပါတယ်။အားလုံးပဲ fighting ပါ။